တဲ့ကောင်းပါတရားမရှိဘူးပါရှင်ကိုရနော်ကျေးဇူးပါရှင်ကျေးဇူးပါဟုတ်ပါရှင်ဟုတ်ပါပါဒီရဟုတ်ရေငကထောင်လေးကိုကျွန်တော်ပဲဒီငကထောင်ထဲမှာကျွန်တော်တို့ပါတီနဲ့ပတ်သက်တဲ့အချက်အလက်တွေအများကြီးထည့်ပေးထားပါတယ်ပြီးတော့ကျွန်တော်အနောက်မှာလည်းကျူအကုတ်ပါပါလေးရခင်ဗျအဲကျူအကုတ်ဆရာဖတ်လို့ရှိရင်ကျွန်တော်ပါတီရဲ့အချက်အလက်ဒီဒီစီအကုန်လုံးကိုကြည့်လို့ရပါတယ်ဟုတ်ပါဟုတ်ကဲ့ခင်ဗျအခုအားရှင်နဲ့စကန်လေးဖတ်ပြီးကြည့်လိုက်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဝင်ကြည့်ပြောင်းကြည့်ပေးပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆက်ကြည့်ပါစေ ကြည့်ပါအောင်ကြည့်ကြည့်ဟိုမှာဟိုမှာအဲဒိန်ကျနေတာညောင်းညက်ဘာလို့စိတ်ဝင်စားဖက်ဘာလဲအဲမိန်းမတလားဆိုအကျွေးစင်းဖို့လဲဟုတ်ပါကွာငါမှမိန်းမမရှိရလည်းမင်းသိရတာနဲ့ငါဒီဟိုလာနေလမ်းမှာဒီလက်ကန်းဆောင်လေးဝင်နေတာတွေ့တော့စိတ်ဝင်စားတာနဲ့ငါယူလာခဲ့လိုက်တာကွာအမဒီပီတုံးလုံးပါတီကကျူရောက်ကုတ်တွေပါနေကွာဟုတ်လား ဟဲ့ချွန်ကျွာကုတ်တီကြီးကပြောနေအောင်ဒီကျွာကုတ်ကြီးကပြတယ်ညာဘာကြီးတိမှန်ညာကြည့်တာဟဲ့ချွန်ဒါနိုင်ငံရေးပါတီနဲ့ပတ်သက်နေတဲ့ကိစ္စမလားဒါကသူတို့ကိစ္စလေဒီမှာချွန်ဒီကိစ္စကငါတို့လည်းဘာမှမသက်ဆိုင်ဘူးဒါကသူတို့ကိစ္စသူတို့ကမဲ့ပိုင်းငါတို့ကငါတို့လုံးမငါတို့စားရမှာဟာဒီအตาနေစမ်းမှာဟာစစ်စစ်နေအဲ့လိုတော့ပြောလို့မရဘူး နိုင်ငံတစ်ခုရဲ့အစိုးရတရက်ကိုရွေးချယ်တင်ဆောင်မယ့်ရွေးကောက်ပွဲဟာနိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်။မဲပေးခြင်းမပေးခြင်းဟာကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပေမဲ့ကိုယ်နိုင်ငံရဲ့ကဲကြမ္မာကိုကိုယ်တိုင်ရွေးချယ်ခွင့်ရမယ့်ခွင့်ရတော့ငါတို့ဆုံးဖြတ်မခံတဲ့ဦးလေ။ပြီးတော့ငါတို့သိကြတဲ့အတိုင်းပဲအခုလက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲနဲ့အကြက်တဲတွေကြားရနေရုံထွက်နိုင်မှုဟာအခုနိုင်ငံရွေးကောက်ပွဲကအဖြေပဲဟာ။ဒီတော့ ်ငါတို့ရေမဲပေးမှဖြစ်မယ်ဒါမှငါတို့ပြည်သူတွေငြိမ်းချမ်းမယ်စိတ်အေးလက်အေးနဲ့လောက်ကန်ရှောက်ပြေးပြေးရမှာချမ်းသာမယ်မဲပေးရတော့ဟုတ်ပါငါတို့ကဘယ်ပါတီကိုမဲပေးရမှာနောက်ပြီးတော့ဘယ်ပါတီကိုရွေးချယ်ရမှာငါတည်ရတော့တော့အခုလာမဲ့ရွေးကောက်ပဲမှာငင်ပြိုင်မဲ့ငငယ်ရေးပါတီက58ပါတီလောက်ရှိရသောဟမ်ငါတို့ကဒီလောက်ပါတီအများကြီးကိုဘယ်ကနေဘယ်လိုစပြီးတော့လေ့လာရမှာ အဲ့ဒါတော့မခက်ပါဘူးကွာတခြားပါတီဘာတွေတော့မသိဘူးကွာငါခုယူလာတဲ့ပီတုံးလုံးပါတီရဲ့လက်ကမ်းစာဆောင်ထဲမှာသူတို့ပါတီရဲ့အကြောင်းကိုအသေးစိတ်သိချင်ကျော်ကောလေးဖတ်လို့ရတယ်ကွာပါတီရဲ့မူဝါဒတွေလုံဆောင်ချက်တွေနဲ့ဒီကောက်ခံမဲ့ကိုယ်စားလောင်းနေတဲ့အကြောင်းကိုသိချင်စကန်ဖတ်ကြည့်လိုက်ရုံပဲမင်းတို့လည်းသိချင်စကန်ဖတ်ကြည့်ပါလားဖတ်ကြည့်လိုက်မယ်ဒီရောက်ရှင်နင်မဖတ်လိုက်တော့အေးပါဟေး တယ်ဟာငါခုစကန်ဖက်ကြည့်လိုက်တာလေပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့ရဲ့ website ထင်ပြောက်သွားတယ်အဲ့ဒီထဲမှာပါတီရဲ့အကြောင်းနဲ့အချင်းချုပ်လေးတွေတွေ့တယ်ဟာဟဲ့ပြည်သူ့ရှေ့ဆောင်ပါတီကလေ2019အောက်တိုဘာ23ရက်နေ့စတင်တည်ထောင်ခံအခုဆိုရင်6နှစ်တောင်ပြည့်တော့မှာပဲပါတီကိုစနစ်တကျဖွဲ့စည်းထားကောင်းတယ်ဟာပါတီကလည်း programmatic ပါတီမူဝါဒနဲ့လမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်တဲ့အပြင် ဒီပြီးသုံးလုံးပါတီရဲ့ fires အကြောင်းလေးရလဲကောင်းနေဟဲ့ fires ဆိုတာပါလေအဲ့ fires ဆိုတဲ့အကြောင်းကိုလည်းငါတို့နည်းနည်းလေးထပ်ပြီးတော့ရှင်းပြပေးလို့ရလားအေးဟုတ်တယ်ငါလည်းသိချင်တာပြောပြပါလား fires ဆိုတာကပထမ s solid စီးလုံးညီညွတ်သောပါတီဒုတိယ s systematic စီကံဖြင့်စနစ်တကျဆောင်ရွက်သောပါတီ India S Strategies မဟာဗျူဟာမြောက်ဆောင်ရွက်မြစ်ပါတီ Structure S Solution Based ဤသူလူမှုခံစားနေရသောလူမှုဒုက္ခများ၏အဖြေများကိုရှင်းရှုသောပါတီနောက်ဆုံး Disma S Swaring အနာဂတ်အတွက်အလားအလာကောင်းသောသက်လမ်းရှိသည့်ပါတီရဲ့အားရဲ့ဖွဲ့စည်းတည်ဆောက် ားလေးဖြစ်တယ်တဲ့ဟာဟဲ့နောက်ပြီးတော့လေတခြားစိတ်ဝင်စားဆရာအကြောင်းအရာတွေပါသေးရဲ့ဒီလားဟုတ်လားငါတို့လည်းစိတ်ဝင်စားလို့နည်းနည်းထပ်ပြီးတော့ပြောပြပေးလို့ရသေးလားဟုတ်ပါတယ်ကြီးရေပြောလက်စားလဲနေမပြောလိုက်တော့အေးပါငါပဲရှင်းပြပေးပါနော်ပါတီရဲ့ကျင်းဝင်ဆိုင်ရာအခြေခံမှုများနိုင်ငံရေးယက်တီချက်များပါတီကိုဦးဆောင်မီပုံစံများပါတီစံတန်ဖို့များပါတီရဲ့အခြေခံမှုများပါတီရဲ့အားသချက်

ပို့ပြီးတော့တရားလေးလာလို့ရတာပေါ့ဟုတ်တယ်300လဲလွယ်အဲ့တော့နင်တို့ရေလေဒီပြီးသုံးလုံးပါတီအကြောင်းကိုတိတ်ချာသိချင်တယ်ဆိုလို့ရှိရင်ဒီ QR code ကို scan ဖတ်ဖို့မမေ့နဲ့ဘူး။ဒါတော့ဒီပြီးသုံးလုံးပါတီကိုစိတ်ဝင်စားပါရ။ဒါတော့ဒီပြီးသုံးလုံးကိုသူအနေနဲ့ဖတ်ကြည့်လိုက်။အင်းငါတို့လည်း scan ဖတ်ကြည့်လိုက်ကြမယ်လေနော်။လူလူဘဝအဓိကအ ငင်းချမ်းလုံးကြုံစွာကြီးပွားကြဖို့အတွက်ပြည်သူလုံးပါတီလို့လူသိများတဲ့ပြည်သူရှေ့ဆောင်ပါတီရဲ့ကျူဟာကုတ်ကိုစကန်ဖတ်ကြည့်စို့